Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုနှုတ်ဆက်ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့2025ခုနှစ် April လ16ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့တွားပြီးမှကြည့်ကြမှာဖြစ်ပါရနော်ဟုတ်ကဲ့ကျွန်တော်တို့အရင်ဆုံး Louis Tuition သတင်းလေးနဲ့ပဲစလိုက်ပါပါခင်ဗျာ တော်ဆုံးသတင်းတစ်ပုဒ်ကတော့မေလာမြို့နယ်တွင် PDF သတင်းများကိုလိုက်လံစုံစမ်းနေတဲ့လက်နက်ကင်ပြူစောတိလင်မယားကိုပြစ်ခတ်တိုက်ခိုက်မှုမှာတအူးကတော့မျိုးစားဖြစ်သွားပြီဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်အဲ့တော့ကြားတဲ့အတိုင်းပဲပြူစောတိတွေအုတ်ကြီးတွေကတော့နေ့တိုင်းပါပေါ့နော် share plan နဲ့ကိုပြင်ခံနေရတာဖြစ်ပါတယ်နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရေစကြူမြို့ခလာရ258မှာထွက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၄កောင်မျိုးစားဖြစ်သွားတယ်ဆိုတဲ့သတင်းကောင်းလေးဖြစ်ပါတယ်ခင်ဗျာ ဲကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းဗီဒီယိုလေးကတော့မနေ့ကဒီ UNG ဝင်ကြီးဥနေပုံလက်ကနေပေါ့နော်ဒီနိုင်ငံတကာကဒီကျွန်တော်တော်လိုင်းနဲ့ပတ်သက်ပြီးတော့မနော်ဟိုခေါ်ဝေါ်ခေါ်ဝေါ်လေးတွေပေါ့နော်အဆင်မပြေကြတယ်ရှိတယ်ပေါ့နော်ဒါတွေကိုပြုပြင်ပြောင်းလဲဖို့ပေါ့နော်တရားဝင်ကြီးညာသွားတာရှိပါတယ်နော်အဲ့ရပြီးတော့အတိုးလေးကိုအရင်ဆုံးထားအောင်ကြည့်အောင်နော်မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ဟာတရားဝင်အစိုးရကောင်းဆောင်တွေကိုမတရားဖမ်းဆီးပြီးနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တဲ့အစုအဖွဲ့ဖြစ်တယ်လို့သူတို့ကသူတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမိခံပြီးတော့ပြည်သူအာဏာကိုမတရားလုယူဖို့ကြိုးစားနေတဲ့နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ရန်သူ the enemy of the state ဖြစ်ပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်ကောင်းဆောင် ကိုတိုင်ပါဝင်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာမြန်မာပြည်သူလူထုရဲ့သဘောဆန္ဒနဲ့အညီပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရတရားမဟုတ်ပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကသာလျှင်2020ရွေးကောက်ပွဲရလဒ်ကိုအခြေခံပြီးပေါ်ပေါက်လာတဲ့ မ္မနိုင်ငံရဲ့တရားဝင်အုပ်ချုပ်ရေးမှန်တိုင်းအစိုးရတရဖြစ်ပါတယ်မှန်မယ်ဒီလိုပဲပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ဟာ2020ရွေးကောက်ပွဲရလဒ်ကိုအခြေခံပြီးပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့တရားဝင်ဥပဒေပြည်ရေးမှန်တိုင်းဖြစ်ပါတယ်မြို့သားညီညွတ်ရေးတိုင်းပြည်ငံကောင်စီ NUCC ဟာလည်း de jure legitimacy နဲ့ de facto legitimacy ရှိကြတဲ့တော်လှန်ရေးအင်အားစုတွေကိုပေါင်းစုထားတဲ့တော်လှန်ရေးတပ်ပေါင်းစုတစ်ခုဖြစ်ပါတယ် တရားမဝင်အာဏာလူယူကိုကြိုးစားနေတဲ့အကြမ်းဖက်စစ်တပ်ကိုဖယ်ရှားနိုင်ဖို့ပြည်သူ့စံနာနဲ့အညီပေါ်ပေါက်လာခဲ့ကြတဲ့မြို့သားမြို့ရေးအစိုးရနဲ့တော်လှန်ရေးအင်အားစုတွေအားလုံးဟာခေပြောင်းစနစ်ပြောင်းတော်လှန်ရေးတစ်ခုကိုနီလန်းပေါင်းစုံတုံးပြီးတော့ဆင်နွှဲနေကြတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာပြည်ရင်းစစ်ဖြစ်နေတာမဟုတ်ပါဘူး။တော်လှန်ရေးတရက်ဆင်နွှဲနေတာဖြစ်တယ်လို့ပြောလိုပါတယ်။အထက်ပါချက်လက်တွေထောက်ရှုပြီးတော့ တရားဝင်မှုအဖြစ်ရှိတဲ့တော်လှန်ရေးအင်အားစုတွေကိုအတိုက်ခံ opposition ဆိုတဲ့အတုံးနှုံနဲ့အတုံးပြုနေတာမြန်မာနိုင်ငံမှာဖြစ်နေတဲ့တော်လှန်စစ်ပွဲတွေကိုပြည်တွင်းစစ် civil war လို့အတုံးပြုနေတာမြို့သားညူရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကိုအစိုးရအပုံကန်သူ rebel လို့အတုံးပြုနေတာတွေကိုကန့်ကွက်ကြောင်းနဲ့ ပန်ကန်သောအတုံးနှုံးများနဲ့အတုံးပြုပေးကြဖို့မေတ္တာရက်ခံတိုက်တွန်းပြောကြားလိုပါတယ်။ဒါကဥပဒေပုံနဲ့ပြောသွားတဲ့သတင်းပေါ့နော်။အဲ့တော့ဒီနိုင်ငံတကာမှာဆိုရင်ဒီ civil war ပေါ့နော်ပြည်တွင်းစစ်ဖြစ်နေတာပါတို့ပုံကန်သူတို့ပြီးတော့ဗါလေအတိုက်ခံအဲ့လိုပုံစံတွေပေါ့နော်ဟိုဘယ်လိုလဲတော်လန်ကြီးရဲ့အနှစ်သာရပျောက်သွားမှာပေါ့နော်သူတို့ပြောထားတဲ့စကလုံးအုံလုံးလို့ရှိပေါ့နော်အဲ့ဒါတွေမပြောဖို့ပေါ့နော်တကယ်ဆိုရင်အခုဟာကဒီဟို civil war ဖြစ်နေတာပေါ့ပေါ့နော်ပြောမယ်ဆိုရင်တော့ဒီကျွန်တော်တို့ရဲ့အာဏာကိုမတရားအလုခံအလုယူခံတာဖြစ်တဲ့အတွက်ပေါ့နော်ပြည်သူတွေကဒီအချက်မဲ့စစ်ကောင်စုတော်လန်နေတဲ့ပွဲဖြစ်ပါရနော်အဲ့ဒါဒီအုံလုံးနေပေါ့နော်ဒီချာလေးနိုင်ငံတကာနားလည်အောင်လို့တုံးတုံးသက်တင်ပြပေးတာဖြစ်ပါရနော်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့လေကိုစီပြောထားတာနားတော့ကြည့်အောင်နော် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသတင်းစကားပြောကြားတဲ့အစီအစဉ်ကနေဥနေဘုံလှကနေဒီတော်လှန်ရေးနဲ့ပတ်သက်လို့ကျွန်တော်အတိုက်ခံပါတီတို့ပြည်တွင်းစစ်တို့စတဲ့အဲအတိုက်ခံအင်အားစုတို့ပြည်တွင်းစစ်တို့စတဲ့အတုံးပြုတို့နိုင်ငံတကာတုံးနေတာနဲ့ပတ်သက်ပြီးတော့တတိမတုံးဖို့ကိုပြောကြားပါတယ်အင်မတန်ပြောတဲ့နော်အခုနိုင်ငံတကာရဲ့ဖိအားတွေကဘယ်လိုပုံစံလာလဲဆိုတော့ရှင်းရှင်းပြန်ကိုယ့်ဘက်ကစာနာသလိုဘာလိုလိုနဲ့ ဒီကြားတွေကိုအတက်တွင်းပြီးတော့မြန်မာပြည်ကိုဝိုင်းကုတ်တွင်းဆုတ်ဖို့လုပ်နေကြတာအဲ့ဒီနေရာမှာကျွန်တော်တို့ကပြည်သူဒီအခရာပဲဖြစ်တယ်အဲ့တော့ပြည်သူစီကအတန်ဒီပြည်သူရဲ့ဆန္ဒဒီကျွန်တော်ထိထိမိမိလုပ်နိုင်ဖို့လိုအပ်တယ်တဖြည်းဖြည်းနဲ့မျှော့တွင်းဆန်းလာတာအခုဆိုရင်တဆင်နဲ့မလေးရှားဝီကြီးတို့ပေါင်းပြီးတော့မင်းအောင်နိုင်ကိုခေါ်တွေ့မယ်ဘာမှမဆိုင်ဘူးနော်နောက်တစ်ခုကမလေးရှားဝီကြီးတို့အခုပြောတယ်ဟိုမြန်မာပြည်မှာတဲ့ဒီအာဆီယံအချက်လက်တွေကို အာဆီယံဘုံတဘောကျူ၅ချက်ကိုမင်းအောင်နိုင်ရလိုက်နာတဲ့အတွက်ကျေးဇူးတင်တယ်ပေါ့မင်းအောင်နိုင်ဘယ်နေရာကိုအာဆီယံဘုံတဘောကျူ၅ချက်ကိုလိုက်နာတာရှိတယ်အဲဒီနဲ့တကြံချက်ကြီးမှတော့ဘုံချင်းမိတတ်တယ်တော့မှာဒါပေမဲ့နိုင်ငံတကာအနေနဲ့သူတို့ခံရတာမဟုတ်ဘူးသူတို့အနေနဲ့သူတို့အတွက်အကျိုးမြတ်ရဖို့အတွက်လူယုံမှဖြစ်နေစေသူတို့ပေါင်းနေမဲ့ဆိုတဲ့ပုံစံမျိုးလောက်လာတဲ့အဆိုးဆုံးအာဆီယံပဲနော်အဲ့ဒီပေါ်မှာကျွန်တော်တို့အင်အားစုတွေဘက်ကတောက်ပြန့်နိုင်ကြဖို့အရေးကြီးတယ်မင်းမှန်တယ်နော်တဲ့မှားရှင်လားတဲ့ မှန်နေတဲ့လူပြောက်ကိုလည်းမှားတယ်လို့လုပ်လိုက်လို့ရတယ်တဘောကတော့အဲ့တော့လက်ရှိမင်းအောင်နိုင်ကိုမှားနေတာသူတို့တိတယ်နော်မှားနေတာတိရတဲ့အတိုင်းဒီမှားတာကိုမှန်တယ်လို့လုပ်မဲ့နိုင်ငံရုပ်မာတဲ့နိုင်ငံကောင်းဆောင်တွေအများကြီးရှိတယ်အဲ့ဒီပုံမှာကျွန်တော်တို့ဘက်ကအသေးစိတ်အချက်လက်ကိုတည်တည်ချာချာဖြစ်ဖို့လိုအပ်တယ်ရှင်းရှင်းပြောရရင်တော့ကျွန်တော်တို့လက်ရှိမြန်မာပြည်မှာဖြစ်နေတာဒီရှင်းရှင်းလင်းလင်းအရာတခုတိုင်းပြည်စုပူလို့ နော်စစ်တပ်ကအာဏာသိမ်းပြီးတိုင်းပြည်ကိုထိန်းလိုက်တယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးဟုတ်ဘူးဟုတ်တယ်နော်ဒါကိုပွဲပြားစွာနိုင်ငံတကာအနေနဲ့တည်အောင်နည်းနည်းလေးစကားလုံးအမှားတာနဲ့လှမ်းထောက်နိုင်မဲ့ကိုယ့်ဘက်ကလူတွေရှိဖို့လိုအပ်တယ်နော်လက်ရှိမင်းအောင်လှိုင်အာဏာသိမ်းသွားတာဒီ2015မှာသူတို့တရားဝင်ပြည်သူရွေးချယ်တဲ့အစိုးရပါဆိုတင်မြှောက်ခဲ့တဲ့နော်သူတို့စစ်အစိုးရက လုပ်ခဲ့တဲ့နော်ရွေးကောက်ပွဲအောင်နိုင်ခဲ့တဲ့အစိုးရဒေါ်အောင်ဆန်းစုကြည်ရလက်ရှိချိန်ထိနော်တရားဝင် 2025အစိုးရတပ်တန်းထဲမှာတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံတော်ရဲ့ခေါင်းဆောင်တယောက်တမရဥဝင်းမြက်က2025ရွေးကောက်ပွဲတမရလက်ရှိချိန်ထိမင်းအောင်လှိုင်ဖမ်းတဲ့အချိန်ထိသူ့မှာအာဏာရှိတယ်နော်2025နဲ့2020ထိတပ်တန်းရှိနေတယ်အဲ့တော့2020ရွေးကောက်ပွဲကိုအကြောင်းပြပြီးတော့မဲသိရင်တောင်မှဒီဘက်မှာတာဝန်ထမ်းဆောင်နေစေတိုင်းပြည်ရဲ့ခေါင်းဆောင်တွေအဲ့တော့တိုင်းပြည်ရဲ့အစိုးရတရက်ဒေါ်အောင်ဆန်းစုကြည်ဦးဝင်းမြင့်ဦးဆောင်တဲ့အစိုးရတရက် ပရဲဝင်အစိုးရတရက်ကြီးကိုခါးချားမှာတနတ်ရှိတယ်ဆိုတော့စစ်ကောင်းဆောင်တွေကအာဏာလွတ်ယူတာဒါပြည်ရင်းစစ်ဖြစ်တာမဟုတ်ဘူးရှင်းရှင်းလေးတော့နောက်တစ်ချက်ကလက်ရှိဒီဘက်အချမ်းမှာအတိုက်ခံလို့ပြောအောင်အတိုက်ခံမဟုတ်ဘူးเนาะ CRPH ဒီဘက်ပေါ့ပေါ့လာတာလေ CRPH က2020ရွေးကောက်ပွဲမှာเนาะမြို့နယ်တိုင်းမြို့နယ်တိုင်းတိုင်းခရိုင်တွေကနေပြည်သူရွေးချယ်တင်မြှောက်လိုက်တဲ့ဒီကိုယ်စားလှယ်ကိုပြည်သူကိုယ်စားလှယ်အဖြစ်တတ်မှတ်လိုက်တဲ့ ပြည်သူကိုယ်စားလှယ်တွေလေစစ်တပ်အာဏာသိမ်းတဲ့အချိန်မှာလွှတ်တော်ကအစီဝေးခေါ်ဖို့လုပ်နေတယ်2020ရွေးကောက်ပွဲတက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်တွေအဲ့ဒီကိုယ်စားလှယ်တွေကအာဏာသိမ်းလိုက်တဲ့အတွက်လွှတ်တော်မှာတွားပြီးအစီဝေးခေါ်လို့မရဘဲနဲ့ဒီမှာစီယာပြည်စုဖွဲ့ပြီးတော့အစီဝေးခေါ်ပြီးတော့ဒီပြည်သူလူထုတိုင်းပြည်အတွက်သူတို့အလုံးတော်လုပ်လာအဲ့တော့တကယ်တရားဝင်တာဒီဘယ်သူတွေလဲလက်ရှိချိန်ကြီးအယူဒီ CRPA ကိုလည်းနိုင်ငံတကာပါလီမန်မှန်မှန်ပွဲကမြန်မာပြည်ရဲ့တရားဝင်လွှတ်တော်တရားပြည်အတိမပြုထားတယ် ဟုတ်တယ်နော်အဲ့တော့ဒီ CRPG ဒီအာနာသိန်းထားတဲ့စစ်ကောင်စီကိုအကြမ်းဖက်အဖွဲ့စည်းပါလို့တရားဝင်ကြေညာထားတာရှင်းရှင်းလေးဟုတ်ကဲ့ဒါကတော့ကိုစီတင်ပြထားတဲ့အကြောင်းလေးပဲဖြစ်ပါနော်အဲ့တော့ကြားခဲ့တဲ့အတိုင်းပဲဒီကျွန်တော်တို့ဒီနိုင်ငံကပေါ့နော်ပီရင်းစစ်ယူပီရင်းစစ်ဖြစ်နေတာမဟုတ်ဘူး ပြည်တွင်းထဲမှာစူပူလို့ပေါ့နော်အချက်မဲ့စစ်ကောင်စီအာဏာသိမ်းပြီးမှပေါ့နော်ဒီလိုမျိုးပုံကန်နေကြတဲ့လူတွေမဟုတ်ပေါ့နော်ဆိုရတရရှိနေတဲ့ဟာကိုမတရားစစ်တပ်ကအာဏာသိမ်းထားတာဖြစ်ပါတယ်နော်အဲ့တော့ဒါတွေကိုဒီနိုင်ငံတကာသိအောင်လို့ပြောနိုင်တယ်ပြောနိုင်ရင်တော့ဒါအကောင်းဆုံးဖြစ်ပါတယ်နော်အဲ့တော့ဒီစက်ခွန်16လောက်မှာဆိုရင်ကြက်ဖက်မင်းအောင်လိုင်ကပေါ့နော်ဒီထိုင်းနိုင်ငံမှာအစည်းအဝေးတစ်ခုတော့တက်ပဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီထိုင်းမှာရှိနေတဲ့ကျွန်တော်တို့မြန်မာတွေအတွက်ဆိုရင်အများအားဖြင့်တက်ကြွပေးနေတယ်ပေါ့နော်ကိုဆူရက်ပေါ့နော်သူပါပြောတဲ့တစ်ချက်ကတော့ကြောက်နော် ပါခင်ဗျာဒီမေအီလိုးမင်းအောင်လိုင်းပေါ့ကွာเนาะဒီကောင်ကထိုင်းနိုင်ငံမှာထက်ခါပြန်ပြီးမှလာဖို့အစီအစဉ်ရှိတယ်ပေါ့ဗျာเนาะဒီ16 17ရက်နေ့လောက်ကြာရင်အာဒီလောက်ရက်ကအာဆီယံရဲ့လောက်ရက်ဟုတ်တယ်အာဆီယံဆိုတာက10နိုင်ငံနဲ့ပေါင်းထားတာဗျာเนาะဒီ10နိုင်ငံကဘယ်နိုင်ငံမှဒီမိုကရေစီနိုင်ငံမဟုတ်ဘူးဗျာเนาะဒီ10နိုင်ငံကအာဆီယံဆိုတာကအချင်းချင်းအာနာရှင်နိုင်ငံအချင်းချင်းကို ูญีพูอั่วพภัสีทาเลยพภัสีหุบเลยกว่า เนาะเอ้อล่ะเว้ยสุบเจตดตัดได้อภัสีรูปโยรูยาเลยเปียเนาะนอกตคาดีทายสุยากาเลยหลันถั่วนี่ละบ่กว่าเนาะนอกตะคาပြောยาสอบแช่ไม่ရှိได้ยาลูกโยรูยาเลยเนาะนายกผมว่านี่แหละฮะแกไม่อายเนาะแกไม่อาย แกไม่สนใจชาวโลก แกชวนเอ่อมิ้งออกไลน์มาอีกรอบหนึ่งละนี่แหละฮะไม่รู้จะพูดยังไง แม่งโคตรบาดศพโอเค ဒါတော့အထိုင်းလိုပြောတော့ကျွန်တော်နားမလဲပါတော့เนาะနားလဲလူတွေရှိတယ်စမထဲမှာရေးပြပါအောင်အဲ့တော့ဒါကတော့အထိုင်းမှာရှိတယ်ကျွန်တော်တို့မြန်မာတွေအာကွက်ကိုဆူရဖြစ်ပါတယ်เนาะဟိုတစ်ခေါက်မင်းကမင်းအွန်လိုင်းလာတော့ကလည်းဒီတိုင်းရုပ်ရှိမှာဆန္ဒပြဖို့သွားတဲ့အခါမှာဒီထိုင်းနိုင်ငံမှာရှိတဲ့အထိုင်းနိုင်ငံမှာရှိမဘာသားတွေပါတော့ထိုင်းမဘာသားတွေကတားဆီးတဲ့အတွက်မပြခဲ့ရပါဘူးเนาะအဲ့တော့ဘာပြောတကယ်ပဲလေးစားဖို့ကောင်းတဲ့သူဖြစ်ပါတယ်เนาะကျွန်တော်တို့ကြည့်ရမယ့်တဲ့ရင်ကတော့ကျွန်တော်တို့ခိုးတော့ကစကားတစ်ခုပြောဖို့တယ်ပေါ့နော်ဒီနေဝင်းရဲ့ မြေးပေါ့နော်အင်းနေဝင်ကဒီလိုမျိုးပေါ့နော်အောက်ချီမှာအောက်ချီမှာဖြစ်ပြနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတိုက်ပွဲနဲ့ပတ်သက်ပြီးတော့နော်ဘိုးချုပ်တယောက်ကထမင်းစားမပြတ်ဘူးလို့အေးမပြတ်ဘူးဘာညာပေါ့နော်သူလေလုံးထွားခဲ့တာရှိရောနော်အခုဆိုရင်အဲ့ဒီဘိုးချုပ်တွေကဒီကျွန်တော်တို့တော်လိုင်းရေးပြည်သူတွေတော်လိုင်းရေးတပ်သားတွေရှိမှာပေါ့နော်လူထောက်နေရပြီပေါ့နော် PDF တွေရှိမှာလူထောက်ပြီးတော့ပေါ့နော်ဒီစစ်တုံးပန်းအနေနဲ့ကြောက်ရောက်နေတာအချိန်ချင်းရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုချိန်မှာအမှန်တရားတွေပြောလာတယ်ဇော်ဝင်ပြီးလို့တခြားတော့ကြည့်ရောနော်ဟာတိုင်းမှုလို့အစ်နော် တိုင်းမူလောအဆင့်တက်မမူလောအဆင့်ဟာဒူးထောက်ပြီးတော့မှရန်သူရှိလက်အောင်မှာတက်မတော်ကတော့တိုင်းမူလောအဆင့်တက်မမူလောအဆင့်ကဒူးထောက်ပြီးတော့ရန်သူရှိအောင်မှာဒူးထောက်ပြီးတော့မှယမခါလိုနေရာမျိုးလိုနပခါလိုနေရာမျိုးလိုကြာဆုံးနေရာ အချို့သောနေရာတွေကြာရှုံးနေရတာတော့ခမည်းတော်ကစစ်သားစိတ်ဓာတ်ကိုမပြင်မင်းနဲ့နော်ပေါက်ပန်းလေးတွေစကားတွေပြောနေမယ်ဆိုရင်ခမည်းတော်တာဝန်ယူမှုတာဝန်ခံမှုရှိလားကျွန်တော်မေးကြည့်တာပါဟမ်ခမည်းတော်မခံစားရသေးလို့လားဟမ်အခုတက်မလို့ကာကွယ်ဦးကြီးဘောမကွယ်ဝင်ခံပြီနော် အဘကာချုပ်ကြီးဦးမင်းအောင်လိုင်းကျွန်တော်ငငယ်တည်းကအလေးပြုခဲ့ရတဲ့အဘနော်ကျွန်တော်ဘဘအိလူပဲခေါ်မှာအပြင်မှာတွေ့သူများတို့တော့အဖေတို့အမေတို့မခေါ်နိုင်ဘူးကျွန်တော်အဖေလည်းမဟုတ်ကျွန်တော်အမေလည်းမဟုတ်ကျွန်တော်မှာအဖေတယောက်အမေတယောက်နှစ်ယောက်ပဲရှိတယ်နော်အဲ့တော့တမမူလောက်အဆင့်တိုင်းမူလောက်အဆင့်တွေနော်ရမခလိုစစ်တန်းကြီးတို့နာနာဟိုနဘခလိုမျိုးတို့နခခငါးလိုမျိုးတို့ဖြစ်နေတာတော့မှရန်သူလက်အောက်မှာ ဘုံဘူးချုပ်လို့ဘုံချုပ်ကြီးဘုံချုပ်အပွင့်နေတင်ပြီးတော့မှဒူးတောက်နေရအောင်မှခမားတို့အဲ့လိုဖားနေဦးမှာလားခမားတို့ဘုံလူလူနေအဲ့တခုတော့ကောင်းပါလားဟမ်ပေါဝတ်တောက်သွေးဆွဲတဲ့တက်ဆူတဲ့သွေးခွဲတဲ့အရာရှိတွေကိုစော်ကားတယ်ဆိုတာဘာအောင်ပြောချင်တာကျွန်တော်မေးချင်တာဟမ်ကျွန်တော်တို့အောက်ချိန်မှာဘာလုပ်နေလဲခမားတို့သိလားဟမ် တကယ်တော်တဲ့တမျက်တဲ့တမတော်သားတွေရှိသလိုအချင်းပြတ်ချစားပြီးတော့မှနော်နိုင်ငံတော်အကြီးအကဲတွေကိုဒုက္ခပေးနေတဲ့ဖယဲသီးတွေရှိတယ်ဆိုလို့ပြောတာကိုမကောင်းတဲ့လူကိုမပြောနဲ့ကောင်းတဲ့လူကိုမပြောနဲ့မကောင်းတဲ့လူကိုပြောပါကောင်းတဲ့လူကိုပြောပါဆိုတော့နံပါတ်တက်ပြီးဘယ်လိုလိုက်ပြောရမှာလဲ ဘလို့မပြောလို့ဆင်မပြေဘူးလေအဲ့တော့အနာရှိကြီးဆက်လို့ကျွန်တော်ပြောပြီးသားဟုတ်လားနော်တက်မတော်တဲ့ဝင်ပြီးတော့မှအေကွန်ကန်တရားကြီးစစ်တိုက်နေရတာတဲ့အပြင်မှာတိုက်နေရလူလေအများကြီးရဲ့လေကျွန်တော်တို့ကဘယ်ဟာပဲစစ်တိုက်စစ်တိုက်စစ်ကနိုင်ဖို့ပဲလို့တာကြိုက်တဲ့နေရာတိုက်လိုက် ကဲဒါတော့သဘောဝင်ပြီလို့ဖြစ်ပါရဲ့နော်အဲ့တော့ကြားရတဲ့အတိုင်းပဲဟိုတုန်းကဆိုရင်သူတို့ဘက်ကလီကျေတာပေါ့နော်အောက်ခြေမှာဘလောက်ပဲဖြစ်ဖြစ်ပေါ့နော်တိုင်းစစ်ဘိုလ်ချုပ်တယောက်ကအေးအေးပြတ်သွားလားထမင်းစားပြတ်သွားလားမေးခဲ့တယ်မေးခွန်းနေပေါ့နော်အခုဆိုသူတို့ကိုယ်တိုင်အားကိုဖြီးနေရပေါ့နော်အဲ့တော့သူတို့ရဲ့အခြေအနေသူတို့အခုဆိုမှာတော်တော်လေးကိုနားလည်နေတဲ့အနေအထားဖြစ်ပါရဲ့နော်အဲ့တော့ဘလို့တိုက်ပွဲကြီးတွေဖြစ်ပြီဆိုရင်သိကြရတယ်နော်ဒီလိုစစ်တိုင်းမှုတို့ဘိုးကြီးဘိုးကြီးဘုံမှုတွေဆိုတာဘာမှမဟုတ်ပေါ့နော်ဒီလိုမျိုးဘိုလ်ချုပ်အဆင့်တော်မှာဘိုးချုပ်အဆင့်လောက်ကိုဒီတော်တော်လေးတက်ဖွဲ့တွေကဖမ်းမိနေတဲ့အနေအထားဖြစ်ပါရဲ့နော် ကဲတော့ကျွန်တော်ကြည့်ရမယ့်သတင်းပြူလို့လဲရတော့ကျွန်တော်တကြံနဲ့ပတ်သက်ပြီးတော့ဗောနော်အာအခုချိန်မှာဆိုရင်အမြင်မျိုးကွဲပြားကြတာဗောနော်အမြင်နေအဲ့တော့ဥကျော်ရဲ့အမြင်လေးကိုချက်နှောင်းကြည့်အောင်နော်နော်ရန်ကုန်မြို့ကြီးဆိုအခုလုံးဝနော်ငြိမ်သက်ပြီးတော့တိတ်ဆိတ်ပြီးတော့နော်ဒါမြန်မာနိုင်ငံမှာမြန်မာနိုင်ငံရဲ့ကပ်ပြီးကြုံတွေ့နေရတဲ့လူသားချင်းကိုစင်းကိုချင်းစာစိတ်နဲ့အပြိုအပါးတွေကို 目标八奈个，喏，都伊个别人看上你家的，看上你家的，女的哦，感情啥深呢，喏，都慢慢表白呢，再深，人在早呢，喏，大晚了天天晚了，都往标选目标，么喜欢么名下物，喏，这初到你家里头最快，喏，初到你家里家多。 那提阿那新爷了二万里，毛龙山来了。阿那新罗、就是嗯、家表表伢的，伢的兄弟俩，喏，他娘的兄弟俩，喏，得初到伢的家落来，提阿那新爷，毛，听伢罗么细细讲手表，喏，罗么细细讲么表表昂手表，好了，佩阿的宝贝了，佩阿的宝贝了，呃，六六个，哦。 မပျော်ချင်မဲမလဲပျော်ချင်ဟန်ဆောင်ပေးရတာပေါ့နော်ဒီအာနာရှင်ကြီးကိုဒါအာနာရှင်ကြီးဆိုတာဒီပြည်သူလူထုအပေါ်ဘလောက်ထိတချို့ဆိုဌာနဆိုင်ရာဌာနဆိုင်ရာတွေဆိုဖိအားအယံအပေးခံရတယ်เนาะကျွန်တော်တို့ကြားတယ်ကျွန်တော်တို့သိတယ်တည်င်းပို့တယ်လူတွေရှိတယ်အဲ့ဒါကြောင့်မို့ဒီအာနာရှင်ရဲ့ဖိအားကြောင့်တချို့ 本来世界上呢没有呢标么来的啊！阿那是你讲咯，都是我对上那一年呢标呢家，不求你啊几句吧？喏，所对对上你的工业标宣布几句吧？喏，对上你的工业牌标嘛就不会了。喏，阿拉讲过，因为那些地上那边都漏漏的看上你。 哦、你呀了，喏，皮头快把我看上你呀了。那一年咯，我出美坐的六二八六的说，啊，严重，把嘞，咱晓得江苏味道，好啦，撒开，不老招，可名路，单位看住过高呢，单位看下过高的嘞，现在喏就孬掉了。 ျွန်တော်မနာလူလို့ပြောနေတဲ့စိတ်တစ်ခုမှမပါဘူးကျွန်တော်တို့ကဘာမှပြောချွင်မှုမရှိဘူးမလုပ်ဘူးလုပ်တဲ့နေရာကလည်းကျွန်တော်တို့အခုနပြောသလိုပေါ့သွေးစွန်းတဲ့သွေးစွန်းတဲ့လက်လက်လက်တွေကြီးပဲပြောတာများတယ်များသောအားဖြင့်အဲ့တော့ခေါင်းဆောင်လုံမဲ့ကောင်ကဒီလိုမျိုးဒီလောက်လောက်ပြည်သူတွေနေရာဒေသအသီးသီးမှာအတုံးရှုံး 对，这别随便着，喏，这样卖，那样卖的，骗你的，清吗咯？叫那论坛啊，看上啊，好啦，咱晓得钱咯，好啦，有钱有上有？上楼来的，喏，哎，哎，那么巴拉拉个，喏，哎，阿那西奥嘛，喏，阿那西阿妹配阿娇。 အမိတ်ဖိအားကြောင့်မပျော်ချင်တဲ့လူတွေပျော်ရတာပဲဗျာเนาะဟန်ဆောင်ပန်ဆောင်တော့ပျော်ပေးကြရတာပေါ့တကယ်ပျော်နေတဲ့ကောင်းနေကြတော့ဗျာတကယ်ပျော်နေတဲ့ကောင်းနေကြတော့ဒါသွေးစွန်းသွေးစွန်းနေတဲ့လက်တွေသွေးစွန်းလက်နဲ့သွေးစွန်းလက်တွေပျော်နေတဲ့ကောင်းတွေอ่ะเนาะကဲဒါတော့ဥကျော်ပြီလို့ဖြစ်ပါเนาะ အဲတကြံပေါ်မှာသူတုံးတက်ထားဖြစ်ပါတယ်အဲ့တော့အကြံဖက်မင်းအောင်လည်းကတော့အေးတကြံလမ်းလျှောက်တကြံဆိုရင်မှသူတို့နေပြီးတော့မပြုတ်လုံနေတာဖြစ်ပါတယ်နော်တကယ်ဆိုရင်နေပြီးတော့သူတို့ရဲ့ဒီဝန်ထမ်းတွေပေါ့နော်နန်းစီဒီရဲ့ဝန်ထမ်းတွေနေတဲ့တိုက်တန်းတွေပါဆိုရင်တော်တော်များများပြက်စီးပြီးတော့ပေါ့နော်ဟောဒီတချို့ဆိုရင်ဒီ dot body တော့မှမနော်ထုတ်မထုတ်နိုင်သေးတဲ့အခြေအနေမှာရှိပါတယ်နော်ဒါပေမဲ့လည်းအကြံဖက်မင်းအောင်လည်းကဘယ်သူသေးငသေးမိုင်းပြီးရောပေါ့နော်အဲ့တော့မရရအောင်လုပ်နေတဲ့ဒီနေသားတွေတွေ့ရပါတယ်နော် ကျွန်တော်နောက်ဆုံးမှာကတော့ဒကြံနဲ့ပတ်သက်ပြီးတော့ဗောနအမျိုးမျိုးကွဲကြရဗောနတချို့ကြာလည်းမပြောရဘူးတချို့ကြာလည်းပြောရမယ်ဗောနဒါမျိုးဒါမျိုးကြားထဲမှာဗောနတချို့ကြာလည်းအစွန်းရအောင်ပြောတာမျိုးရှိတယ်ဗောနအဲ့တော့ဒီလိုအချိန်မှာဗောနအားလုံးကစိတ်ပြည့်စုံမှုကိုယ်စီရှိတဲ့အတွက်ဗောနဟိုအရင်ကြီးအစွန်းရောက်ဖို့မဟုတ်ဘင်းနေဟိုနားလေတင်းတဲ့လူကိုနားလေပြီးတော့ဗောနပြောပါစီဆိုပြီးမှပြောထားတဲ့ဟာလေးဗောနတချို့ကတော့ကြည့်အောင်နော်မဟုတ်ပါဘူးစာနာတဲ့သဘောနဲ့ဝမ်းလဲပြီးတော့တိတ်တိတ်ကလေးနေပေးမယ်ဆိုလို့ရှိရင်တော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ မနေနိုင်လို့ကမယ်ခုံမယ်ပျော်မယ်ပါမယ်ဆိုရင်လဲဆဲဆိုနေတော့ဆရာဒေါသချောင်းချောင်းထွက်နေကြတော့မဟုတ်ဘူးထင်ပါတယ်ငလျင်နဲ့တကြံကရှင်းတော့ကက်ရက်သားဖြစ်နေတော့ပျော်ရည်မပျော်ရည်ကိုကအငင်းခွန်လို့ဆရာဖြစ်နေပါတယ်ပြီးကြတဲ့ရက်အနေကပဲမီဒီယာတခုကမန္တလေးမှာဘီယာဆိုင်တွေကာရာအိုကေတွေဖွင့်နေလို့ဆိုပြီးတော့ကက်ရက်ရှုပ်ချတဲ့သဘောနဲ့ပုံလေးတင်တာတွေ့မိပါတယ်အဲ့ဒီမှာလဲအငင်းပွားကြပါတယ်အဲ့ဒါကတော့ အဲ့ဒီဘီယာဆိုင်ကာရာအိုကေဆိုင်တွေဟာဘယ်နေရာမှာဖွင့်နေတာလဲဆိုတော့အချက်ကိုအလေးနက်ထားပြီးတော့စဉ်းစားဖို့လိုလိမ့်မယ်ထင်ပါတယ်။အိမ်နေပြိုပြက်နေချိန်လူတွေသိနေချိန်မှာဘီယာတောက်တယ်ဆိုတာကတော့ပြဿနာတိတ်ပြီးတော့မဟုတ်လောက်ဘူးထင်ပါတယ်။ကယ်ဆယ်ရေးသမားတွေကိုတောင်မှအမောပြေဘီယာလေးတောက်ဖို့လှူဒါန်းတယ်ဆိုတဲ့သူတွေရှိနေသေးတာပဲလေ။ဘီယာဆိုင်မှာစင်တင်ဂီတဆိုတာမျိုးတွေပါရင်တော့တမျိုးစဉ်းစားရမှာပါလေ။ ကာရာအိုကေဆိုင်ဖွင့်လာတဲ့ပတ်သက်လို့ရှိရင်တော့နေရာကိုတည်တည်ချာချာစဉ်းစားဖို့တင်ပါတယ် Sky Villa နဲ့အနီးနားမှာ Grey Wall နဲ့အနီးနားမှာကာရာအိုကေဆိုင်ကြီးဖွင့်ပြီးတော့ဆိုကြကကြလုံနေကြရတဲ့ဆိုရင်တော့တော်တော်လေးရမ်းရကြတာပေါ့ဗျာဘယ်လို့တင်မှာမလဲနည်းနည်းတော့လူမှုရေးတိကျကြပါလို့ပြောရမှာပဲလေဒါပေမဲ့ပြိုတာပြက်တာသေးတာကြေတာတိတ်မရှိတဲ့နေရာကရက်ွက်ကမြို့နယ်တွေကကာရာအိုကေဆိုင်ကတော့ ွင့်ကျင်ရင်ဖွင့်မှာပဲဗျသူစားဝတ်နေရကလည်းရှိသေးတာ哦အပြစ်တင်ကျင်နေဆိုရင်တောင်မှလာဆိုတဲ့သူတွေကိုတင်ကျင်တင်ရမှာပေါ့လားဆိုင်ကတော့နာရေးအိမ်နဲ့သိပ်မနီးလို့ရှိရင်သူစားဝတ်နေရအတွက်သူဖွင့်တာကိုလွန်းလွန်းကျူးကျူးအပြစ်မတင်သင့်ပါဘူးအခုဒီကြမ်းမှာမုံရွာကတော့တော်တော်လေးကဲကြတာကိုတွေ့ရပါတယ်ဒါမုံရွာပေါ့နော်ကျွန်တော်လည်းစိတ်ထဲတော့သိပ်ပြီးတော့ ကောင်းဘူးပေါ့ကြာတေကြအကြေကြဒုက္ခရောက်နေကြတာတွေကိုမြင်နေသိနေတော့ငြိမ်ပေးကြမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကျေစုတက်မိမှာပေါ့ဒါပေမဲ့လည်းသူတို့မျိုးမှာတေကြီးပျက်စီးတာတွေတိတ်မရှိလေတော့လူငယ်တွေမို့ပျော်မိကဲမိကြတာကိုတိတ်ကြီးတော့အပြစ်မတင်ချင်ပါဘူးတတော်မွန်းကြံနေတဲ့ကာလာကြီးမှာပျော်နိုင်တဲ့လူရှိလို့ရှိရင်လည်းပျော်ကြပါစေဗျာမုံရွာတို့မင်းချန်တို့ကကံကောင်းကြတယ်ဗျမန္တလေးနဲ့တိတ်မဝေးကြပေမဲ့ထိခိုက်ပျက်စီးတာမရှိသလောက်ဏီပါကို နေကြပါပြီ။စကိုင်းတိုက်မှာရှိတဲ့ငလျင်ဘိုးချက်နဲ့လည်းအဲ့မျိုးတွေကတကယ်တော့သိဝေးတာမဟုတ်ပါဘူး။စစ်တပ်ဘက်ကလူတွေကတော့လူတွေကိုပျော်တာပွားတာလှုပ်ဆင်ကြကြပါတယ်။တိုင်းပြည်တာယာပါတယ်ငိမ့်ချမ်းပါတယ်လူတွေပျော်ရွှင်နေပါတယ်ဆိုတာမျိုးကိုသူတို့ကအမြဲတမ်းဝါရဖြန့်ကျင်နေရတဲ့သူတွေမို့လို့ပါမိုးရွာမှာလည်းတကြံလှုပ်ဖြစ်အောင်မန်တက်တွေစောက်ပေးတာတွေပါတွေကိုသူတို့ကဥစည်းပြီးတော့ကြတော့လှုပ်ခဲ့ပါသေးတယ် ငါတို့မန္တလေးမှာတလောက်တောင်တည်ကျင်နေတဲ့အချိန်မှာမင်းတို့မုံရွာကပျော်နိုင်ရသလားလို့မန္တလေးသားတချို့ကသွားမေးကြပါတယ်။မုံရွာကလူတွေကပြန်ပြောပါတယ်။ငါတို့မုံရွာကိုဘုံကျဲနေစစ်မှုထမ်းပြန်မေးဆွဲနေတော့ငါရောမင်းတို့မန္တလေးကလူတွေပျော်နေကြတာပဲမဟုတ်လားတဲ့။အဲအဲ့ဒါမှဇလန်းကပို့ပြီးတော့ရှုပ်ကုန်တော့တာပါပဲညာ။စကားရည်ကုလုံးမှာရွာတွေကိုမိရှုနေတဲ့အချိန်လူတွေကိုမော်တော်ဆွဲနေတဲ့အချိန်တနက်နဲ့လိုက်ပစ်နေတဲ့အချိန်မှာမန္တလေးရန်ကုန်နေပြည်တော်မှာပျော်တဲ့သူတွေကတော့ပျော်နေကြတာလဲအမှန်ပါပဲ စာနာတဲ့သူတွေကလည်းစာနာကြပါတယ်အကုန်လုံးပျော်နေကြရတော့မဟုတ်ပါဘူးပျော်တဲ့အချိန်မှာပျော်တယ်ဆိုပေမဲ့လည်းကြံတဲ့အချိန်တွေမှာစိတ်မကောင်းဖြစ်နေကြတာဝမ်းနည်းနေကြတာမျိုးတွေလည်းအဲ့လိုမျိုးတွေဖြစ်နေကြတဲ့လူတွေကလည်းအများပြပါဒီတော့လည်းအသိစိတ်ဓာတ်ရှိတဲ့သူကကိုယ်အသိစိတ်ဓာတ်ရှိသလိုသာပြုမှုကြပါလူတိုင်းဝမ်းနည်းနေရမယ်မှိုင်နေရမယ်နိုင်နေရမယ်လို့တော့လည်းတိတ်ပြီးတော့မတောင်းဆိုကြတာပါကောင်းလိမ့်မယ်ထင်ပါတယ်မန္တလေးမှာလည်းကြမ်းရေကစားတာနည်းနည်းပါးပါးတော့ ရှိတာပါပဲမြန်မာနိုင်ငံမှာတင်းကြံပြတ်တဲ့နှစ်တွေအမှန်တကယ်ရှိခဲ့ပါတယ်ဂျပန်ခေတ်တုန်းကလည်းစစ်ကြီးဖြစ်တော့တကြံပြတ်ခဲ့တယ်လို့ကြားမှုပါတယ်1988ခုလူလူလှုပ်ရှားမှုကြီးကိုစစ်တပ်ကပြစ်ခတ်ဖြိုခွဲပြီးတော့စက်တင်ဘာလ16ရက်နေ့မှာအာဏာသိမ်းခဲ့ပါတယ်လူတွေအလွန်ကိုမကြေမချမ်းဖြစ်ခဲ့ပါတယ်ဝမ်းနေတာရောနာကြီးတာရောဒုက္ခရောက်တာရောအဆုံးပါပဲ1989ခုဧပြီလတကြံပြတ်ပါတယ်ခွေးတောင်လမ်းမော်ထွက်ရဲ့ဂဲနဲ့အပေါက်ခံရတဲ့အဖြစ်မျိုးပါ တကြံမှာဘယ်သူမှမထွက်ကြနဲ့ဟေးလို့တိုက်တွန်းသူနှိုးစော်သူတယောက်မှမရှိပဲနဲ့တကြံပြတ်ပါတယ်အခု2021အာနာသိမ့်ပြည်ရဲ့နောက်မှာလည်းတကြံပြတ်ပါတယ်2021တကြံမှာရေပတ်သူမရှိသလောက်နေပါပါပဲအခုထိတကြံဟာစီစီကားကားလည်းပြန်ဖြစ်မလာသေးပါဘူး၆၆ကက်ကက်ပါပဲပြောချင်တယ်ကဲဒါတော့နော်ဦးသိမ့်မြတ်တုံးတက်တင်ပြထားတဲ့တင်ပြဖြစ်ပါတယ်เนาะအဲ့တော့ဒကြံနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးပေါ့เนาะပြောစရာဆိုကြတာတွေရှိကြတာပေါ့เนาะအဲ့တော့ ျွန်တော်တို့အားလုံးဖြစ်စီကျင်တာကတော့ခုချိန်မှာတိုက်ပီကဒီမတရားအာဏာသိမ်းခံရတဲ့အတွက်ပေါ့နော်နေရာဒီတာတိုင်းမှာကဘုံကျဲလို့တည်ရတာနဲ့ဆစ်ဖြစ်လို့တည်ရတဲ့တော်တော်လေးကိုဒီအနေနဲ့ယုံနေသားများတယ်ပေါ့နော်တိုက်ပီကမတားရင်လို့ဖြစ်နေတယ်ဒါအပြင်ခုငလိန်ဘေးကြောင့်လည်းတော်တော်များများတည်ကြည်ပျက်စီးပြီးတော့စိတ်တော့ရတဲ့အချိန်မှာတော့ဒီဥစ္စာကိုမကျင်းဟိုကြံပွဲမှာပျော်ပါးထားတဲ့ဟာတွေ မတွေ့ချင်ကြဘူးเนาะအဲ့တော့အခုအသေးစိတ်တက်ကိုမလုပ်ပဲနေတာတော့အကောင်းဆုံးပဲဖြစ်ပါတယ်เนาะဒါပေမဲ့လည်းဒီလူမျိုးတချို့လှုပ်နေတဲ့လူတချို့ကိုလည်း online မှာတက်ပြီးတော့ဆဲတာမျိုးတွေဆိုတာမျိုးတွေကြားလဲတစ်ဖက်အနေနဲ့ပြန်ကြည့်ရဆိုရင်တိတ်ပြီးတော့မကောင်းပြန်ဘူးเนาะအဲ့လိုမျိုးကြားနေနေတုံ့တက်တာတွေ့ရပါတယ်အဲ့တော့ဘာပဲပြောပြောဟိုပျော်နိုင်ပျော်နိုင်တဲ့ဆိုကလေးကသူတို့စိတ်ထဲမှာအရမ်းမရှိလို့ဖြစ်ဖြစ်ပါဘူးเนาะအဲ့တော့ဘာပဲပြောဟိုဒီလိုဆဲဆုပ်ခြင်းကတော့ မပြုတ်လာတော့အကောင်းဆုံးပဲပေါ့နော်ခုချိန်မှာဆိုမြန်မာပြည်သူတွေအလုံးကဒီ pressure တွေပေါ့နော်စိတ်ဝိစီမှုတွေအများကြီးတဲ့အချိန်ဖြစ်ပါတယ်နော်အဲ့တော့ဒီလိုမျိုးဒီကြံကာလမှာပျော်သင့်မပျော်သင့်ဆိုတာကတော့ဒီတကယ်အုံနောက်ရှိရလူတွေစဉ်းစားနိုင်မှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီမနေ့အတွက်သတင်းဗီဒီယိုလေးရည်လောက်ပါမယ်နော်စာဆုံးကြည့်ပြီးတဲ့မြို့ပြည်သူရောက်စီတိုင်းထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးရန်တွေပေါင်းစုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ